အားလုံးမင်းမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဇာလန်လေးအစမှာတော့ Maslow ခေါ်တဲ့ computer engineer ကအလုပ်ပြီးသွားတာကြောင့်ထိုင်းကနေသူ့ရဲ့မွေးရည်မြေအမေရိကန်ကိုပြန်ဖို့လုပ်လျာနဲ့အစားပြုထားပါတယ်။ Matt ကအလုပ်ကနေ hotel ကိုပြန်ရောက်တော့သူ့အတွက်ပါစယ်ထုတ်လျှောက်နေရေးဆိုကပေးလိုက်တာကြောင့်အခန်းထဲကိုယူလာခဲ့ပါတယ်။ပါစယ်ထုတ်ကိုဖြန့်ကြည့်လိုက်တော့ smartphone တစ်လုံးဖြစ်နေပြီး Matt လည်းထွေထွေတူတူစဉ်းစားမနေပဲဖုန်းကိုချထားလိုက်ပြီးချီချိုခန်းထဲဝင်သွားပါတယ်။ အဲဒီချိန်ဖုန်းကနေမက်ဆေ့ချ်တစ်စောင်ဝင်လာတာကြောင့်မက်လည်းကြည့်လိုက်တော့ဟိုတယ်ကစနေတနင်္ဂနွေမှာ90ရာခိုင်နှုန်းဈေးချပေးမှကိုတွေ့လိုက်ပိုင်ဒါနဲ့မက်လည်းဟိုတယ်မှာနောက်ထပ်နေ့ရက်နေဖို့ဆုံးဖြတ်လိုက်ပြီးနောက်မက်ပြန်မယ်လင်းကပြတ်ကျသွားတာကိုသတင်းမှတွေ့လိုက်ရပါတယ်။လင်းမှာပါတဲ့ခီးတဲ့အားလုံးတိဆုံသွားတာကိုသိလိုက်ရတော့မက်လည်းဖုန်းမှဝင်လာတဲ့အစားကြောင့်သူလွတ်သွားတယ်ဆိုပြီးထိတ်လန့်နေပါတယ်။ အဲ့ဒီချိန်ဖုန်းကနေဆိုင်းစာကုမ္ပဏီကရှယ်ယာတွေကိုဝယ်ဖို့နောက်ထပ်စာတစာဝင်လာပိုင်မကလိလူရှူထားလိုက်ပြီးအခန်းထဲဝင်လာတော့တရင်မှာဆိုင်းစာကုမ္ပဏီရဲ့ရှယ်ယာတွေဒိုးတက်သွားတာကိုသိလိုက်ရပိုင်မက်လည်းတရင်ကိုကြည့်ပြီးတအားအံ့ဩသွားကအခွင့်အရေးကိုလက်လွတ်သွားပိုင်နောက်တော့ဟိုတယ်ကနေပြန်တော့မယ်ဆိုတဲ့အချိန်ပရော့ကိုသွားပါဆိုပြီးဖုန်းကနေနောက်ထပ်စာတစာဝင်လာပြန်ပိုင်ဒါနဲ့မဲ့လေအမေရိကန်ကိုမပြောင်းမေပရော့ကိုထွက်လာခဲ့ကအင်ပါယာဟိုတယ်ကိုသွားပါဆိုရဲစအတိုင်း တစီနဲ့ထွက်လာခဲ့ပိုင်တစီမောင်းနဲ့ယူရီကမန်နေစကားသမီးပြောရင်သူ့ရဲ့ဖုန်းကိုဈေးကွက်ထဲမှာတော့မရောက်သေးရဲ့မော်ရယ်အမျိုးအစားပဲလို့ပြောပိုင်ယူရီကဒီပညာဆိုင်ရာကျွမ်းကျင်သူဖြစ်လို့ဖုန်းနဲ့ပတ်သက်ပြီးတခုခုဖြစ်ခဲ့ရင်သူ့ကိုဆက်သွယ်ဖို့မက်ကိုဖုန်းနံပါတ်ပေးလိုက်ပိုင်ဟိုတယ်ကိုရောက်တော့မက်ကပါစယ်ထုတ်ပို့လာတဲ့ကုမ္ပဏီကိုဖုန်းဆက်ပြီးပါစယ်ထုတ်ကိုဘယ်သူပို့ပါလဲလို့မေးပေမယ့်ကုမ္ပဏီကမပြောလိုက်ပေါ့နောက်တော့ဖုန်းကနေနောက်ထပ်ဆောင်ဝင်လာတာကြောင့်မက်လည်းကာစီနိုစီကိုထွက်လာခဲ့ပိုင် အဲ့ဒီချိန်တခြားတစ်ယောက်ကသူ့ဆော့မင်းဆက်မှာကြိုးရောက်နေပြီးစာထဲမှာတော့လေးချိန်မြောက်မှာဂျက်ပေါဖြစ်မှာကိုတည်လိုက်ရပါတယ်။မက်ကယူရို20ပေးပြီးသူ့ဆော့ကျင်တယ်လို့ဆိုကထားခိုင်းပါတယ်။လေးချိန်မြောက်ကိုမရောက်ခင်မှာယူရို100တိုးပေးလိုက်တော့မှဆော့ဖို့နေရာရသွားပြီးမက်လည်းဒေါ်လာ3သိန်းပောက်သွားပါတယ်။ကာစီနိုမန်နေဂျာကမက်ကိုမယုံသင်္ခါဖြစ်နေတဲ့အတွက်စောင့်ကြည့်နေပြီးမက်ကတော့အစာလေးကအတိုင်းဘလက်ဂျက်စပွဲကိုသွားပိုက် အဲဒီမှာလဲဖုန်းလေးကစာတိုင်းလောက်လိုက်တာကြောင့်မက်ကအနိုင်ရသွားပြန်မိုက်ဂျွန်ကမက်ကိုတီချစောင့်ကြည့်နေရကြောင့်မက်တယောက်ကစားနေရောဖုန်းကိုထုတ်ကြည့်နေရသတိထားမိသွားပါတယ်။ဒါနဲ့အဆောင်တယောက်ကကာစီနိုထဲမှာဖုန်းမသုံးရဘူးဆိုပြီးမက်ကိုလာပြောပါတယ်။မက်ကကာစီနိုကနေအများကြီးနိုင်ထားတာတော့မကျေနပ်နိုင်သေးပဲဖြစ်နေပါတယ်။နောက်တော့ယူရီစီကိုဖုန်းဆက်ပြီးသူ့ရဲ့ဖုန်းကိုကြည့်စရာမလိုပဲဝင်လာတဲ့စာရီကိုဘယ်လိုဆက်လို့ရမလဲလို့မေးပါတယ်။ ယူရီကလုတ်ပေးမယ်လို့ပြောပြီးယူရို900တောင်းလိုက်ပါတယ်။ဒါနဲ့မှလည်းကာစီနိုရဲ့ဝင်လာကယူရီကိုစောင့်နေရောမူးနေရဲ့ယောက်ျားတယောက်ကအမျိုးသမီးတယောက်ကိုနှောက်ရက်နေရတွေးလိုက်တာကြောင့်ဝင်းကူညီရင်းနဲ့မက်ကအထိုးခံလိုက်ရပါတယ်။တကယ်တော့အိမ်တယောက်ကဟန်ဆောင်နေရဖြစ်ပြီးမက်ရဲ့ပုံတွေကအစင်းကတ်ကိုစစ်စစ်ကျင်လို့တမင်လုံးလိုက်ကြတာဖြစ်ပါတယ်။မက်လည်းတတိပြန်ရလာတော့ခုနကအမျိုးသားကထွက်သွားပြီဖြစ်ပြီးအမျိုးသမီးနာမည်ကတော့ခမီလာလို့သိလိုက်ရပါတယ်။အဲ့ချင်းယူရီကဖုန်းခေါ်များကြောင့် မက်ကကာဂျီနိုအပြင်ဘက်ကိုထွက်လာခဲ့ပါတယ်။ဂျွန်ရဲ့လူတွေကတော့မက်ဖုန်းကအရင်ကကိုစစ်ဆေးနေကြပြီးဘယ်မှမမှတ်တမ်းမရှိရာကြောင့်တအားအံ့ဩနေကြပါတယ်။ယူရီကမက်ကို Bluetooth နဲ့ချက်ကိုပေးလိုက်ပြီးဖုန်းထဲကိုစာဝင်လာရင်နှချက်သေးကနေနားထောင်လို့ရတယ်လို့ပြောပါတယ်။အဲဒီတော့ကအချိန်ဟာ2009ခုနှစ်ဖြစ်တာကြောင့်မတ်ဟာဒီပညာတိုးတက်မှုကိုအံ့ဩနေပါတယ်။ဒါနဲ့မတ်လည်းကာဂျီနိုထဲကိုပြောင်းဝင်လာပြီးဂျက်ပေါ့ဒေါ်လာ3တန်းရဖို့ ်ကန့်ဆန်းကြည့်ပြန်မိုက်ထင်ထားတဲ့အတိုင်းပဲမက်ကနိုင်သွားခဲ့ပြီးအဲဒီချိန်ဂျုံကလုံခြုံရေးတွေကိုခေါ်ပြီးမက်စီရောက်လာခဲ့ပိုက်မက်လည်းထွက်ပြေးလာရင်းနဲ့ FBI အေဂျင့် Grant ကသူ့ကိုဖမ်းမိသွားပိုက်ဂျုံကရောက်လာပြီးဒါကာစီနိုနဲ့ဆိုင်တဲ့ကိစ္စပါလို့ပြောတော့အေဂျင့် Grant ကတော့ဂျုံကိုဝင်မပါတာကောင်းမယ်ဆိုပြီးပြောလိုက်ပိုက်ဂျုံနဲ့ Grant ကငိုရဲကအတိကြတဲ့သူတွေဖြစ်ပြီးဂျုံက FBI အေဂျင့်ဟောင်းဖြစ်ပိုက် Grant ကမက်ကိုစွန့်ပစ်ထားတဲ့အစာအုပ်တစ်ခုစီကိုခေါ်သွားပြီးတနက်နေ့ချိန်ထားက ူရဲ့ဖုန်းနဲ့စာရီအကြောင်းမေးပါ යි မကပါစယ်ဘူးရောက်လာတဲ့အကြောင်းပြောပြပြီးပတ်စံလိုချင်လို့စာရီကအတိုင်လောက်လိုက်တာလို့ရှင်းပြပါ යි ကာစီနိုတတိကမက်စီမှာရှုံးသွားတဲ့ပတ်စံတွေများပြတာကြောင့်ဂျွန်ကိုစုံစမ်းခိုင်းတဲ့အတွက်ဂျွန်လည်း grand တို့ရှိတဲ့နေရာကိုလျှောက်လာပါ යි ဒါနဲ့ grand လည်းသူ့တိထားတဲ့အချက်လက်တွေကို ပြန်ပြောပြပြီး FBI က NSA နဲ့အလုပ်တွဲလုပ်နေကြတဲ့ဖုန်းတွေကိုစာရီဝင်တာကနေပတ်စံတွေအများကြီးရနေတဲ့သူတွေကိုလိုက်စုံစမ်းနေရဖြစ်ကြောင်းပြောပြပါ යි ။နောက်ပြီး FBI ကအဲ့ဒီလူတွေနောက်ကိုလိုက်စုံစမ်းကြည့်ရော့သူတို့ကထူးဆန်းတဲ့နေလန်တွေနဲ့တိစုံသွားကြတယ်လို့ဆိုပါတယ်။ NSA က AI program အရှလွန်ကိုဖန်တီးထားပြီးဤပညာမျက်နှာကြောင့်ကမ္ဘာတဝန်းကစာရီကိုဖတ်နိုင်တယ်လို့ရှင်းပြပါတယ်။အဲ့ဒီ program ကိုသုံးပြီးစာရီရဲ့အစကဘိတ်ကရောက်လာတာလေဆိုတာကိုရှာကြမှာဖြစ်ပါတယ်။ Grant ကမတ်ကိုထောင်ထဲမသွားချင်ဘူးဆိုရင်သူတို့နဲ့ပူးပေါင်းရမယ်လို့ပြောကဟိုတယ်ကနေထွက်မသွားဘူးနဲ့မတ်ရဲ့ဖုန်းကိုထိမ့်သိမ်းထားလိုက်ပါတယ်။ ခရန်လေသူ့အထက်လူကြီး Brook ကိုဖုန်းဆက်ပြီး AI program Echelon ကိုစတင်လှုပ်ရှားပေးဖို့ပြောတော့ Brook က၃နိုင်အတွင်းစတင်နိုင်မယ်လို့ပြန်ပြောပိုက်တစ်ဖက်မှာတော့ Mac ကကမီလာစီကနေဖုန်းရပြီးသူမနဲ့အတူဘာမှအရက်တောက်ဖို့ခေါ်ပိုက် Grand က hotel ကနေအပြင်မထွက်ဖို့ပြောထားပေမဲ့ မက်ကဘားကိုရောက်လာခဲ့ပြီးခမီလာနဲ့စကားပြောနေချိန်အပီယန်အရာရှိတွေကမက်ကိုပြန်လာခေါ်သွားကြပိုက်ဂရန်ကမက်ကိုဖုန်းပြန်ပေးလိုက်ပြီးဆာရီဘဲကလာလဲဆိုတာကိုသိရဖို့မက်ကပို့လာမယ့်စာသုံးဆောင်အတိုင်းလုံလိုက်ရမယ်လို့ပြောတာနဲ့မက်လည်းအရင်လိုထက်ကစားဖို့လုပ်ပိုက်ဒီတစ်ခါမှာတော့မနိုင်မင်းရှုံးသွားကဖုန်းကိုပင်ရင်တက်ပြစ်မယ်ဆိုတဲ့စာရောက်လာပိုက်ဒါပေမဲ့ FBI အရာရှိကမက်ကိုလာခေါ်ရင် ဖုန်းကိုပိတ်ပစ်လိုက်ပါအဲချိန်ဘလူးတိုကအီယန်ပရိုဂရမ်အက်ရှလွန်နဲ့ရှာဖွေမှုကို လုပ်နေချိန်အန်ဩစရာကောင်းတာကစာရီအားလုံးရဲ့အဆဟာအက်ရှလွန်စီကဖြစ်နေပါတယ်ဘလူးကတော့တရားရောက်ကအက်ရှလွန်ကို ဝင်သုံးနေရဖြစ်ရမယ်ဆိုပြီးအားလုံးကိုစက်တွေပိတ်ဖို့အမိန့်ပေးလိုက်ပါတယ်ဂရန်ကိုလည်းသူ့တာဝန်ကို ရှာလိုက်ဖို့ပြောကအက်ရှလွန်ကိုဘသူသုံးနေလဲလို့ရှာကြည့်ပေမဲ့ဘာကိုမှရှာမတွေ့ပါဘူး။အင်းညမှာတော့ခမီလာကမတ်ကိုဖိတ်ပြီးညစာကြွေးကာ ်နှစ်ယောက်သားပုံရင်းနှီးသွားကြပြီးချက်တင်တော့ကြပါိုင်နောက်တစ်ရက်မှာတော့ဂျွန်ကကာစီနိုတထီးနဲ့တွေ့ပြီး NSA ကစုံစမ်းမှုကိုရလိုက်ပြီးပြောတော့ကာစီနိုတထီးကဂျွန်ကိုဆက်လက်စုံစမ်းကြည့်ဖို့ပြောပါိုင်ဒါနဲ့ဂျွန်လည်းခမီလာကိုဖုန်းခေါ်ပြီးတခြားသူတွေလို အသက်ခံရမှာဆိုတာကြောင့်အပြင်ကိုမထွက်သွားရအောင်ကြိခိုင်းထားပါိုင်အဲဒီချိန်ဖုန်းထဲကိုနောက်ထပ်စာအသေးပို့တာကို Grant ကတိလိုက်ရပြီး Mac ကိုသွားခိုင်းမဲ့အစသူစီကအေဂျင့်တူကိုဖုန်းပေးလိုက်ပြီးစာရင်းကဒီနေရာစီသွားခိုင်းပါိုင် နောက်တော့လူကူးမြေကြကိုဖျက်ကူးဖို့စာဝင်လာတာကြောင့်အီချင်းကလမ်းကူသွားတဲ့အချိန်ကားအက်ဆီဒန့်ဖြစ်ပြီးဆုံးပါသွားပါတယ်။ဂရက်လေဖုန်းကိုကောက်ခံလိုက်တော့မက်ကိုလိုချင်တာဖျက်ချောင်းနဲ့ အဲ့လိုမှမဟုတ်ရင် aging grant ဒီမှာဖြစ်တယ်လို့စာဝင်လာပိုင်အဲ့ချိန်မှာကတော့ NSE ရဲ့ AI program echelon အကြောင်းကိုအကြည့်နေပြီး echelon ကလူတွေရဲ့စာရင်းကိုသာမကပဲစောင့်ကြည့်ကင်မရာတွေကိုတော့ဝင်ကြည့်လို့ရတယ်ဆိုတာကိုသိလိုက်ရပိုင်ဒီအကြောင်းကိုမက်ကခမီလာကိုပြောပြနေအောင်ခမီလာကမက်ကို စနိုက်ပါနဲ့ချိန်ထားတာတွေ့လိုက်ပိုင်ဒါနဲ့ခမီလာလည်းမက်ကို ပြင်းလဲချလိုက်နိုင်ပေမယ့်နောက်ထပ်လူနှစ်ယောက်ကလီကားကနေတက်လာကြပိုက်ခမီလာရဲ့မတ်ကိုအခန်းထဲထည့်ပိတ်ထားပြီးတနက်ကိုယူလိုက်ပေမယ့်စနိုက်ပါသမားက သူမလက်ကိုလှမ်းပစ်လိုက်နိုင်မိုက်ခမီလာကဒဏ်ရာရသွားပြီမိတန်တုတ်တောင်ကိုယူလိုက်ပြီးတကားကိုထိုးချလိုက်တော့တကားပြင်ပတ်မှာရှိတဲ့လူကိုထုံးမိသွားပါယနောက်ထပ်တစ်ယောက်ကတော့အခန်းထဲအထီရောက်လာပြီးခမီလာနဲ့လုံထွေတပ်ပုံနေစဉ်မကအခန်းထဲကနေထွက်လာကကုတိုက်ခိုက်ပေးပါယနောက်ဆုံးတော့အဲ့ဒီလူကတီးဆောင်သွားခဲ့ပြီးမက်လေခမီလာကတိုက်ရိုက်ခိုက်ရင်ရှိပြီးဂျွန်နုနဲ့အတူကာစီနိုကဆိုတာတီးသွားပါယအဲ့ဒီချိန်ဂျွန်ကရောက်လာပြီးမက်ကိုနောက်ထပ်လုံဂျွန်ရဲ့နေရာကိုပြောင်းရွှေ့ပေးဖို့လာခေါ်ပါယ မက AI program အရှင်လုံးအကြောင်းကိုသိမြာကြောင်း NSA ကသူ့ကိုတပ်ပစ်ချင်နေပြီး Bruce ကလည်းဒီလိုအကြောင်းအရာတွေကိုလူတို့ကတည်သွားလို့မဖြစ်ဘူးလို့ထင်နေရပါ။ဂျွန်ကဒီပြဿနာတွေကိုဖြေရှင်းနိုင်ဖို့စာရီကဘယ်ကလာလဲဆိုတာကိုသိရမှဖြစ်မယ်လို့ရှင်းပြပါ යි ။ဒါနဲ့မက်ကယူရီအကြောင်းကိုပြောပြပြီးသူသားဆိုရင်တော့စာရီဘယ်ကလာလဲဆိုတာကိုသိရဖို့ကူညီပေးနိုင်မယ်လို့ပြောပေးမိ။ကျုံကတော့တစီမောင်းတဲ့သူကဘလို့များသိနိုင်ပါလေလို့ပြန်ညင်းမိုက်ဒါပေမဲ့မက်လည်းအကျိုးသိအကြောင်းသိပြန်ရှင်းပြတော့မ နောက်ဆုံးယူရီတီသွားဖို့ဆုံးဖြတ်လိုက်ကြပါ යි ။ဒါနဲ့မော်စကိုမှာရှိတဲ့ယူရီအိမ်ကိုရောက်လာကြပြီးအကျိုးကြောင်းရှင်းပြတော့ယူရီကစာရီဘဲကလာလဲဆိုတော့ကိုသိဖို့၃နာရီလောက်ကြာမယ်လို့ပြောတာကြောင့်ဂျွန်နဲ့မက်လေအပြင်ကိုလမ်းလျှောက်ဖို့ထွက်လာကြပါ යි ။မကဂျွန်ကိုဘာလို့ FBI ကနေထွက်လာတာလဲလို့မေးတော့ဂျွန်က AI program အရှလွန်ကိုစန့်ကျင်ခဲ့တာလို့ဆိုကအခုလိုလူတွေရဲ့ကိုယ်ရေးကိုယ်တော်ကိုဝင်ကြီးလို့ရှာနေရကကျင်းဝင်းနဲ့မညီဘူးလို့ပြောပါ යි ၃နိုင်ကြာသွားပြီးယူရီစီကိုပြန်လာတဲ့အခါ ယူရီကဘသူကမှလုပ်နေရမဟုတ်ပဲအက်ရှလွန်ကသူ့ဘာသာသူကွန်ပျူတာတွေကနေတဆင့်ပေးပို့နေရဆိုတာကိုရှင်းပြပါ යි AI ဉာဏ်ရည်တုနယ်ပဲစနစ်မားရွင့်နေရကြောင့်လေရင်ပြတ်ကျနိုင်တာကိုသိခဲ့ပြီးကွန်ပဏီရှယ်ယာကိုလည်းဒရိုက်တာတွေရဲ့လျှို့ဝှက်စာတွေကိုဖတ်ပြီးခံမှန်းနိုင်ခဲ့တာဖြစ်ပါ යි တခုနားမလည်နိုင်တာကအက်ရှလွန်ကဒီလိုတွေပါဖြစ်လို့လုပ်နေလဲဆိုတာကိုပါအဲဒီချိန် FBI အေဂျင့်တွေရောက်လာတာကြောင့်ဂျွန်နဲ့မတ်တို့လည်းဘင်ကားနဲ့ထွက်ပြေးလာကြကော ယထာလန်ရှိတဲ့လမ်းဘိတ်ကိုရောက်သွားခဲ့ပါပြီ။ဒါနဲ့ဂျွန်လဲတနက်ကင်ကကားပေါ်ကဆင်းလာခဲ့ပြီး FBI ကကိုပြတ်လိုက်ပြီးနောက် Grant ကိုပါတနက်နေ့ချိန်ထားတော့ Grant က FBI ဟာသူတို့ကိုအနိုင်ပြုဖို့မဟုတ်ဘူးလို့ပြောပါတယ်။အဲဒီစား Matt ကိုဖုန်းပေးလိုက်ပြီး Matt ကိုရှာနေတဲ့ဖုန်းလေးကစာအကြောင်းကိုရှင်းပြပါတယ်။ FBI ကလည်း Yuri ပြောသလို Ashlon ကဒီကိစ္စတွေကိုသူ့ဘာသာသူလုပ်နေရလို့ထင်နေပြီး Grant ကလည်းပဲ Ashlon ကတအားအနေများတာကြောင့်ပိတ်ပစ်ချင်တယ်လို့ပြောပါတယ် အင်ဂျင်မက်အလွန်လောက်ခဲ့ဘူးတဲ့နေရာကိုလာခဲ့ဖို့စရောက်လာပါတယ်။ဒါနဲ့ပေါင်းလေးကစာအတိုင်းအဲ့နေရာကိုသွားကြတော့ကွန်ပျူတာစနစ်တွေနဲ့ဆာဗာတွေကိုတွေ့က data တွေဝင်လို့ရအောင်လုပ်ပေးဖို့ mac ကိုပြောပါတယ်။ mac လည်းပြောတဲ့အတိုင်းလိုက်လုပ်နေပြီမဲ့ရုပ်တရက်အဆက်တွေကပိတ်သွားပြီး NSA ကကျွမ်းကျင်သူတွေတောင်ပြောင်းဖွင့်လို့မရပါဘူး။တကယ်တော့ဒီနေရာရဲ့ပိုင်ရှင်က Echelon ကြောင့်တည်ခဲ့ရတဲ့သူတွေကတယောက်ဖြစ်ပါတယ်။အချလွန်ကဒီနေရာရဲ့စာပါရီကိုဝီယောင်းလောက်ပိုင်ခွင့်ရှိတဲ့မက်စီကိုတမင်ယူရပြီးစာရီပုံနေရပါဂျွန်းတို့တောင်းရောင်လဲအထဲကိုပြန်ဝင်လာတော့ဆက်တွေကပြန်ပွင့်နေပြီးအချလွန်ကသူ့ဘာသာသူ NSA ရဲ့စာပါတဲကနေအခု system တဲကိုပြောင်းရွှေ့နေရဖြစ်ပါတယ်အချလွန်ကနောက်ထပ်စွမ်းဆောင်ရည်ကိုတွန်းမြင့်နိုင်ဖို့လဲသူ့ဘာသာသူအစီအမြင့်တင်နေပါတယ် ဂရန်ကဘရုကိုလှမ်းအကြောင်းကြတော့ဘီလီယံနဲ့ချီအကုန်ကျခံထားရတဲ့ပရိုဂရမ်ဖြစ်တယ်လို့သမရကပြောကြောင်းကိုပြန်ပြောပြီးမိဂရန်ကသူတို့ကတော့အက်ရှလွန်ကိုပိတ်ပစ်မှာလို့ပြောပါ යි မတ်တိုလည်းအက်ရှလွန်ကိုပိတ်ပစ်ဖို့စ조사ကြည့်အောင်ဖုန်းလေးကနေမလုံနဲ့လို့ဆိုပြီးစာလံပို့ပါ යි မလဲဘာလို့ဒီလိုတွေလုပ်နေရလဲလို့ပြီးတော့အက်ရှလွန်ကအမေရိကန်ကိုကာကွယ်ဖို့ပါဆိုပြီးပြန်ဖြေပါ යි မက်က H လွန်ကိုလာမယ့်2023ခုနှစ်ကသတင်းတစ်ခုကိုရှာခိုင်းတော့ H လွန်ကသူဟာအမေရိကန်ကိုချိန်ချောက်လာနိုင်တဲ့အကြောင်းသိလိုက်ကြပါဒါနဲ့ပဲအက်ရှလွန်ကသူ့ဘာသာသူဖျက်ဖျက်လိုက်ပါရယ်အဲဒီချိန် FBI အေဂျင့်တွေကအထင်းကိုဝင်လာပြီး သူတို့ကိုလာဖမ်းသွားကြပြီးမိတ်နောက်ဆုံးမှာတော့လွတ်သွားကြပြီးဂျိုနယ်ဂရန်တို့ကိုလည်း FBI တဲပြန်ဝင်ဖို့ကန့်လန့်ပါတယ်ကမီလာကတော့မတ်ကိုကာစီနိုတတိကပေးတဲ့တုံတန်းတန်ချက်လက်မှတ်နဲ့ရောက်လာခဲ့ပြီးနှစ်ယောက်သားနမ်းလိုက်ကြပါတယ်ယူရီကတော့တစီမောင်နဲ့သူမဟုတ်ဘဲရုရှားအင်ယာရှိတယောက်ဖြစ်နေကအက်ရှလွန်ကိုဖျက်ပြက်လိုက်နိုင်ပြီးလို့တူထက်လူကြီးကိုသတင်းပို့နေရတဲ့ဇလန်လိကလည်းပြီးဆုံးသွားခဲ့ပါတယ်အဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်